ကြည့်လို့ပဲလားဒီလိုတခုပွားလာလို့ဖြစ်မှာပေါ့ CEO ရှာနေသေးတော့ကြီးပြည့်ထဲထားတဲ့ CEO ကနေပြီးတော့နောက်ကျတော့ဝေးချမ်းကြတယ်လို့ဆိုတော့ဒါတခုဖြစ်မှာပါအဲ့တော့ဘာပြောလဲဆိုတော့သူတို့တိုးတက်နေတာတဲ့ CEO တွေကကိုရှမ်းကြတာတဲ့နောက်ကျတော့လေဒီတိုးတက်တဲ့ဌာန်ကိုတဲ့မနိုင်တော့တဲ့အတွက်သူတို့ယောက်ျားတေးသွားတယ်ဆိုတော့အဲ့ဒီငါယောက်ျားတေးသွားတယ်တေးတာလည်းသူ့အနေနဲ့သူတေးမှာပါတကယ်တော့ဒါမျိုးကလည်းပဲ ဘုရားဝါဆိုအောက်ပြေမှာငပိရိုးတွေဘယ်ခါမှာငပိရီတွေတက်လာတယ်လို့ငကောရေလုံးလုံးမပါဘူးဘယ်ခါမှာငပိရီတွေတက်လာတယ်နောက်ဘယ်ခါမှာဆင်းတော့ငပိဘယ်ရပိုင်းမှာဆင်းတော့ငပိရီတွေကျသွားတယ်လို့ဆိုတာရှိနေတာတွေကျွတ်တို့ဘုသူတကြီးလာတဲ့အခါတိရတာပဲပေါ့ကျွတ်တို့ငယ်တော့အပြားကြီးပလင်းတပလင်းသာတင်တိုက်မှာနေနေတော့မှာပဲအဲ့ဒီပြားကြီးပလင်းကဘာဖြစ်တော့သိရင်ခွင့်လဲခွင့်ပြီးတော့ဧည့်သည်အာကန်တို့လာလို့မလို့ကြွေးတယ် ပြီးပြီးနောက်တော့အဲ့ဒီကြားရေးဝလင်းဖွင့်ပြီးတော့ပြန်ပိတ်တာပေါ့အဲ့ဒီကြားရေးဝလင်းကလည်းပြေးတာကဒီဆလိုက်ဝလင်းမျိုးဝလင်းပဲဗျအဲ့ဒါမျိုးအပိတ်ကလည်းလုံအောင်လုံပါပြီတနေ့ပဲအဲ့ဒါကိုပြန်ပိတ်ပြီးတော့ကျွတ်တော့ထားတယ်ပြန်ပိတ်ပြီးထားတော့တခါဖောင်းဆိုသူ့ဘာသူထားပြီးပြန်ဟိုကန်ပြီးတော့ပွင့်ကန်ပြီးပွင့်ကြားရေးတွေကဝေပြီးတော့ကိုအတွင်းထဲကြားဘယ်လိုမှသိလို့မရဘူးပြန်သိလို့ကိုမရဘူးပြန်သိဝေပြီးပြန်ကြတာပဲ။ ဆိုလိုတာကတော့သူ့ငကိုလို ရှိနေတဲ့ဟာထဲမှာသူကပြားကြီးငှဲ့ယူလိုက်တဲ့အခါကျအပြင်ဘက်ကလေတစ်ခုနဲ့ရောပြီးတော့အတွင်းထဲမှာဓာတ်ပြုတ်သွားရတူပါတယ်။နောက်ဆုံးပြီးကျတော့ဘယ်လိုမှပိတ်မရလို့ဒီပြားကြီးကိုလင်းကိုလုံးလုံးချုံချုံပကန်းတစ်ခုထဲမှာပလင်းကိုထည့်ထားတယ်။ကဲမင်းရှံကျင်တော့ရှံဆိုတဲ့ဟာမျိုးပေါ့လေ။ရှံထွက်နေတာပဲဒီကောက်။သူတို့လည်းဘာမှလည်းမတိုးတက်ပါဘူး။သူတို့လည်းဘာမှလည်းမထိခိုက်ပါဘူးဒါ။သူတို့ကတော့အဲ့လိုမျိုးလို့သူတို့မတိသေးတဲ့အကြောင်းအရာတစ်ခုကိုရှိရမယ်ပေါ့။ ရာကြီးဟာကြားကြီးပဲပေါ့။ကြီးကလည်းစီပဲပေါ့။ဘယ်လိုလုပ်ပြီးစီကနေပြီးတကလားတိုးလာတယ်ဆိုတာရှိနေမှာ။ကြားကြီးကလည်းတိုးလာတယ်ဆိုတာရှိနေမှာပဲပေါ့။သူ့တစုံတစ်ခုလေနဲ့ဘာနဲ့ဓာတ်ပြုတဲ့အနေထားဥဒုရဲ့အနေထားတစ်ခုခုပေါ်မှာမှီပြီးတကလားဒါဖြစ်တာလို့ဆိုတာမျိုးတွေးဖို့ကောင်းတာ။ဩ။အဲစေတသာကြီးလာရင်ဒီလိုမတွေးတာဘူး။အဲ့လိုမျိုးမတွေးရလို့စိတ်ရဖြစ်နေတဲ့သူကဘယ်တော့မှတံခါးညံမရဘူးခုတို့တယ်ဘာကြောင့်တို့တယ်မသိဘူး အဲ့ဒါလိုပဲစီစီအိုကပါဝေကြပြီးတို့တို့တက်တာလို့ပြောမှာပေါ့ခုကြာဆုံးနေရင်လဲဘာကြောင့်ကြာဆုံးတာဆိုတာမသိဘူးတို့တို့ဗမာတွေကလည်းပဲသရင်မရှိအင်းမရှိဓမ္မတွေမဟုတ်လားဘယ်လိုလုပ်သိမှလဲလို့ပြောရမှာပေါ့ဟိုးနိုင်ငံညာစီကလာတဲ့ပညာရည်ဖြစ်လာတဲ့အခါကျတော့စီရင်အင်းပညာတွေကိုကတခုတ်တရားပညာဖြစ်လာပြီဘလောက်ဒီစီရင်ပညာဖြစ်တယ်လဲဆိုခက်ငယ်ငယ်တော့ပါဓမ္မဝါယမစီရင်ကံပညာနဲ့ဆက်လင်းလို့ ကလေးလေးတယောက်ကသမဝါယမအိမ်ကကလေးလေးတယောက်ကသူ့စီရင်ငယ်ပညာတင်ပေးပါဆိုတော့ကျုပ်ကလည်းစီရင်ငယ်ပညာတတ်တာမဟုတ်ဘူးမတတ်ပေမဲ့ကဲစီရင်ပညာငါဖတ်မယ်ကွာလို့ဖတ်ပြီးသလားတင်းတော့တင်ပေးရမှာပဲဆိုရင်တော့၁၄ရက်လောက်တင်ပေးလိုက်တယ်ကျုပ်ကလည်းတင်ပေးတဲ့အခါကျတော့ကိုနည်းနည်းပါးပါးသိတာပေါ့ဒါလေးကတော့တက်တက်အဆက်သုံးလေးအဆက်ကလေးဖြစ်မှာပါကျုပ်တို့သိတယ်ဆိုတာဒီအဆက်ကလေးသိတာတော့ဘာသိရတယ်လဲလို့ဆိုတော့တော့မွေးပြီးပြီးနောက်ကြမှာစာတင်ရတာတော့ခက်မနေကြနဲ့နော်ဆရာမတို့လည်းပြောရမယ်ဒါ ဟောမိမိတဲ့တောင်သာတင်လို့ရပြီလေ။မိမိတဲ့ကကလေးလေးကိုတခါပြင်မဲ့ကနေသာတင်လို့ရပြီလေဗျာဒါ။အဲ့တော့ဆိုလိုတာကတော့သာတက်ရဲ့ကလေးမွေးလာလည်းပဲနောက်ဘဝပါလာတာချင်းရဲ့လို့လုံမပေးကြနဲ့လို့ဒီလိုဆိုလိုတာပါနော်။ဒါလေးကတော့အမီးနောက်ဟိုတဲ့အစ်ကလေးမှတမှုတရားကကိုမกินနိုင်ရမယ်အနေထားမျိုးကြီးလို့ဖြစ်နေတယ်ဗျာ။တကယ်တိုင်းကတော့ဒါဒီတမှုတရားမဟုတ်ဘူး။ကုကံနေဟိုကဲခုနလူချင်းလူပေါ်မှာပြုတ်မှုတဲ့ကံနေဒီကံနေဟို လှုပ်ပြီးတဲ့အခါကျတော့လှုပ်ရတာကိုမဝဖြစ်ပြီးထက်ခါထက်ခါလှုပ်ရှင်စိတ်ပေါက်နေတာအဲ့ဒါဒါလင်သမှုတရားလို့ဆိုတဲ့ဟာမျိုးကိုကျွတ်ကသမှုတရားကိုဇက်တက်ပြီးတကလားတည်တည်ချာချာပြောနေတာဖြစ်ပါလေဗျာဒါမနေ့တော့ကပြောခဲ့တဲ့စကားလေးတွေကတကကျွန်းစကကြံကလေးပေါ့ဗျာအဲ့ဒီလိုမျိုးမနေ့ကဒုက္ခလို့ပြောခဲ့တာလေးလည်းထပ်တော်တယ်သမှုတရားလို့ပြောခဲ့တာလေးလည်းဒီကနေ့ထပ်ပြောတယ်និယောဓလို့ပြောတဲ့ဟာကိုတော့အဲ့ဒီသမှုတရားတွေအကျွမ်းမဲ့ခြုံငိမ့်သွားလို့ဒါခဏတစ်ခုခြုံငိမ့်သွားတာမဟုတ်ဘူးမအားလို့ငိမ့်နေတဲ့ဟာမျိုးမဟုတ်ဘူး ခဏတစ်ဖြုတ်ချုပ်ငြိမ်းသွားတာမဟုတ်ပဲနဲ့ဒီဟာကိုတကယ်ကိုဒုက္ခကိုပိုင်းခြားပြီးသိလိုက်တာကြောင့်ဒီဒုက္ခကိုဖြင့်ငါမလိုချင်ပါဘူးဒီဒုက္ခကြီးရနေတာဖြင့်ငါဆက်နိုးပါတယ်ဒီဒုက္ခကြီးငါလုံးမိတာဖြင့်ငါဆက်ဆုပ်လိုက်တာလို့အဲ့ဒီလိုမျိုးဖြစ်ပြီးတကလားဒီဒုက္ခပေါ်မှာမှရွှေရှာဆက်ဆုပ်သွားလို့မလို့ကင်းကွာသွားတဲ့သမှုရိယရဒါသမှုရိယပြတ်တာဗျာဒါသမှုရိယပယ်တာပါဒါဝိက္ခမနနဲ့ပယ်တာလည်းမဟုတ်တော့ဘူးတည်ငှနဲ့ပယ်တာလည်းမဟုတ်တော့ဘူး တမုတ်စေတာနဲ့ပယ်တာလို့ဒီလိုပြောရပါမယ်။ဟာတမှုရိယကိုခွာကြတယ်ကျုပ်တို့သာသနာတော်မှာတမှုရိယခွာတယ်ခွာတယ်ဆိုတာအဲ့ဒီခုနတဏတမှုရိယကိုသူတို့တတ်နိုင်သမျှနီးတွေနဲ့မျက်နှာလွှဲပြီးနေတာပါပဲ။ဒါနဲ့မနေ့ကပြောသလိုပါပဲတမှုရိယကိုတတ်မဲ့ဟဲ့ဆိုပြီးတတ်တဲ့အခါကျတမှုရိယတတ်မလို့စိတ်လည်းပဲထုတ်လိုက်ရောတမှုရိယမရှိတော့ဘူး။ဒါလို့သူ့တတ်ဖို့စိတ်ပေါ်လိုက်ပြီနဲ့တပြိုင်နက်သူကမရှိတော့ဘူး။အဲသူ့တတ်ဖို့စိတ်ကလည်းသူမရှိတဲ့တဲ့ဟာတို့ ရှိမှမရှိတော့ပဲဆိုအตาလေးပြန်ပြီးတော့ခောက်သိမ့်ထားလိုက်တဲ့ခါကျဟောသမှုရိယပြန်ပေါ်လာကြမယ်ဆိုလိုတာကတော့သမှုရိယနဲ့သမှုရိယတတ်တဲ့ပညာကသမှုရိယဖြစ်တဲ့အချိန်မှာသမှုရိယတတ်တဲ့ပညာမဖြစ်ဘူးသမှုရိယတတ်တဲ့ပညာဖြစ်တဲ့အချိန်မှာသမှုရိယမဖြစ်ဘူးဆိုတော့ဘယ်တော့မှသမှုရိယမသိဘူးအဲ့လိုဖြစ်ပါတယ်ဘယ်တော့မှသမှုရိယမသိပေမဲ့သမှုရိယတတ်တဲ့ဉာဏ်ကိုဖွင့်ထားတယ်ဆိုပြီးတော့တဏှာကြီးဖွင့်ထားမလားတရက်ဖွင့်ထားမလားတလဖွင့်ထားမလား သမုတနှစ်ဖွင့်ထားမလားတသက်လုံးပဲဖွင့်ထားမလားအဲဆိုတသက်လုံးဖွင့်ထားလို့ तू သေးရင်သေးသွားမယ်သမုဒိယသေးတာမဟုတ်ဘူးနော်သူ့မှာသမုဒိယသေးတာမဟုတ်ဘူး तू သေးသွားတာပဲဖြစ်တယ်ဘာဖြစ်လို့လဲလို့ဆိုရင်တော့အဲ့ဒီညာကိုဖွင့်ထားနေတာနဲ့သမုဒိယမဖြစ်အားလုံးမို့လို့ကုတ်နေရရှာတာလို့ဒီလိုပြောရမယ်အဲ့လိုဆိုတော့သမုဒိယသေးတာကိုခင်ဗျားတို့ကလည်းသိကြပါပေါ့သမုဒိယဒါပြန်ဘယ်နှလုံးတတ်ရမှာတော့သမုတ်စေရဗဟန်သမုတ်စေရဗဟန်ဆိုတာဗဟန်ဆိုတာပေတာတတ်တာကိုပြောတော့ပါပဲ။ သမုသမုစေရဆိုတာကအပြတ်ဆိုတာအပြတ်တတ်တယ်အပြတ်တတ်တယ်ဆိုတာသမုရိယဘယ်လိုတတ်ရမှာလို့ဆိုရင်လောဘကြီးကိုတခါတည်းတတ်ပြလို့မရဘူးဒေါသကြီးကိုကိုကနေပြီးတော့ဖမ်းပြီးတခါလာတတ်ပြလို့မရဘူးအဲ့ဒီလောဘတွေဒေါသတွေမောဟတွေကိုဖမ်းပြီးတတ်လို့မရဘူးဆိုတာခုနလိုတတ်မဲ့စိတ်ပေါ်လိုက်ရင်ပဲအဲ့ဒီလောဘနဲ့ဒေါသနဲ့မောဟနဲ့ရှိမှမရှိတော့ပဲဆိုတော့ဘယ်လိုတတ်မှာတော့ပေါ့လားတတ်လို့မရဘူးသူတို့ကတစ်ချိန်နဲ့လဲနှစ်ခုနဲ့ပြိုင်ပြီးတော့မလာဘူးတတ်မဲ့စိတ်နဲ့အတတ်ခံမဲ့စိတ်ကပြိုင်မလာဘူးပြိုင်မလာတော့တတ်တဲ့စိတ်လာတဲ့အချိန်မှာတတ်ခံမဲ့စိတ်ကမရှိတော့ဘူးဆိုတော့တတ်လို့မရဘူး ဒါကြောင့်မလို့တတ်လို့မရပါမယ်လို့လဲအသက်နဲ့စိတ်ချီးပဲနှိုးပြီးတော့အကြာကြီးနှိုးထားလိုက်လို့ရှင်တော့အဲ့တော့ဒါမျိုးရင်လဲမျိုးလိုက်တော့ထွေးရင်လဲထွေးလိုက်တော့ဆိုမြုပ်တော့မထားဝန်းတော့ဘူးဗျအဲ့လိုနဲ့ကျုပ်ကလည်းမခံတာတဲ့အခါကျမှပဲဒါကျင့်တာလို့ပြောရမှာပေါ့မခန္ဓာလုံးမလို့သူ့ဆင်ရှင်တော့လေကျင့်နေဆိုတာသူ့ဆင်ရှင်ဖြစ်တာပါပဲပြောင်းဆင်ရှင်ဖြစ်တာပဲဒီကောင်ဒုက္ခกว่าဒီကောင်တကယ်တော့ချိုးတလူလူနဲ့ဒုက္ခပေးတာပါလားကောင်းတလူလူနဲ့ဒုက္ခပေးတာပါလားလို့သူ့သိတဲ့အခါကျတော့သူ့ သူ့လည်းទីလိုက်ရောသူ့အပေါ်မှာသမှုတရား꽈သွားတာပေါ့သူ့တကယ်တော့စိတ်တောက်ပဲလို့ទីတာဟုတ်ទីတဲ့အခါကျတော့သူ့အပေါ်မှာကိုကနေအာလျာကုံသွားတယ်အဲ့ဒါလို့အာလျာကုံသွားတဲ့ခါကျဟောတစ်ခုပြုတ်နှစ်ခုပြုတ်နေသူ့တို့ကနေပြီးတော့အပီးပြန်အပီးပိုင်ပြုတ်လို့ရတယ်လို့သူပြောတာသူကကိုကျင်းတာမဟုတ်သူ့ဘာသာသူ့ကိုအခြေအနေကအချိန်ခါကအကြာကြီးကိုနေသွားတဲ့ခါကျတော့တခုတခုကောင်းတဲ့ထင်ပြီးလှုပ်ဆောင်နေနေအဲ့ဒီကောင်းတဲ့ထင်တဲ့ဟာမဟုတ်တော့ဘူးလို့သိတဲ့ခါကျတော့မဟုတ်တော့ရင်သွားဆိုပြီးတော့ပြစ်လိုက်ပြန် နောက်တစ်ခုကောင်းတဲ့ထင်ပြီးတော့လှုပ်နေတာအဲ့ကောင်းတဲ့ထင်နဲ့ဟာမဟုတ်တော့ဘူးလို့ဆိုပြီးလာတဲ့အခါကျသွားဆိုတော့ပြစ်လိုက်ပြန်အဲ့လိုနဲ့သာကျွတ်တို့စေဒါကုံသွားရတယ်ပြီးသွားရတယ်လို့ဒီလိုပြောရမှာပေါ့ဘယ်တော့ကုံတယ်ဘယ်တော့ပြီးတဲ့တောင်ကျွတ်တို့ဟုတ်ဒီပါတိမသိဘူးလို့ဒီလိုပြောရမှာဒါဘာဖြစ်လို့လဲဆိုရင်ဒီလိုပဲဖြစ်ရတာလို့ဒီလိုပြောရမှာဘာဖြစ်လို့လဲဆိုကိုယ်ကဆင်ကျင်တာကာမအကုသိုလ်တွေမကောင်းဘူးလို့ဆိုတာငယ်ငယ်ကတည်းကတိလို့မလုပ်ဘူးကာမကုသိုလ်တွေကောင်းတယ်လို့ဆိုတာငယ်ငယ်ကတည်းကတိလို့မလုပ်ဘူး ကငငယ်တော့ကလေးကတိပေးမယ်လို့ဒုက္ခသစ္စာပိုင်းခြားတိတဲ့ခါတော့အင်းကာမကုသိုလ်မကောင်းဘူးလို့ပြောတယ်။ဒါပေမဲ့အခုတော့ငါကောင်းနေတယ်။အေးမကောင်းဘူးလို့တိတာကပဲတိတဲ့အတိုင်းပဲတိတဲ့အတိုင်းပဲကိုယ်ကလိုက်ကျင့်လဲရမလား။ကောင်းတယ်လို့တိသေးတဲ့အတိုင်းပဲဆက်နေရမလားဆိုကောင်းတယ်လို့တိသေးတဲ့အတိုင်းဆက်နေမှာဆိုတော့ဆက်နေလိုက်။ဆက်နေလိုက်တဲ့အခါကျ तू ကကြာကြာဝါတော့ခါမန်းတိဆိုရယ်မကောင်းတဲ့အဖြစ်ကိုတိတိချာချာ तू ကပေါ်လာတယ်။ तू ကတိတိချာချာပေါ်လာတဲ့အခါကျအင်းဒီကောင်မကောင်းတာဟုတ်ပေသားပဲ။တော်တော်ဟောဒီလိုမျိုးဖြစ်သွားတယ် ီတော့လည်းကာမတော်သွားပြန်နော်။နောက်ယူပါနဲ့အာယူပါတွေလည်းယူပါနဲ့အာယူပါတွေလည်းမကောင်းဘူးလို့တော့ဒုက္ခသစ္စာရဲ့သစ္စာညာတိတဲ့ဟာအနေတော့ပြောနေတယ်။ဒါမှမဟုတ်ယူပါလုံးကောင်းတာပေါ့။ကိုငြိမ်သက်သွားတာပဲ။အေးမြသွားတာပဲ။ချမ်းမြေ့သွားတာပဲပေါ့။ဟာအာယူပါလည်းကောင်းတာပဲမကောင်းတာမဟုတ်ဘူး။အေးမြသွားတာပဲချမ်းမြေ့သွားတာပဲလို့ဆိုတော့အဲ့တော့ဒီလိုနေလဲပဲဒါတို့မိဝဲရမယ်တရားတော့မဟုတ်ဘူး။ဒါမှမဟုတ်လက်တွေ့ပြီးဝဲလို့ရှိရင်လက်တွေ့ချမ်းသာဒုက္ခရနေတာပဲအဲ့တော့တို့အဲ့လိုနေတော့ဘာဖြစ်တော့လဲနေကြည့် လေကြီးရင်ကြီးရင်တည်းမှာဘယုဒုက္ခဖြစ်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 လာတာဆိုတော့ဟာဒီကောင်လည်းမကောင်းပါလားဟာမကောင်းတော့ဆိုပြီးအဲတကောင်တကယ်ကိုမကောင်းမှန်းသိတဲ့အခါကျမှတကယ်ကိုသွားဆိုသူလူတာကတော့ကျွန်းတို့လည်းဒါအထက်ထက်ပွားရပါတယ်လို့ဒီလိုပြောရမှာပေါ့ဒါပေမဲ့လို့ပွားမှန်းသိသိကျွန်းတို့ပွားခဲ့ကြတာမဟုတ်ဘူးလို့ဒီလိုပြောရမှာအဲ့လိုဆိုတော့လည်းပဲသူများတတွေကိုလည်းကဲဘယ်လိုပွားကြကွာဘယ်လိုလုံးကြကွာလို့ကျွန်းတို့ကမပြောဘူးလို့ပြောရမှာပေါ့ဟိုဒုက္ခသစ္စာကိုသစ္စာညာအားဖြင့် ခုနပြောလို့ပဲဒါတင်္ခါရနဲ့တင်္ခါရရဲ့အကျိုးဝိဘက်ဖြစ်တယ်ကာမဝဝိဘာကဝတ္တရာဒုက္ခသစ္စာလို့တရားဓမ္မတို့ကိုကျွတ်တော့အတိပေးထားပြီးပြီဆိုရင်သီတိဒီလောက်ပေးခင်ဗျားတို့လုံလောက်ပြီလို့တော့ပြောရမယ်ဘာဖြစ်လို့လဲဆိုကိုယ်ပဒံကိုဒုက္ခသစ္စာကိုသိပြီးနေမှတော့ကောင်းတဲ့ထင်သေးရင်လည်းဝါကြပေါ့တကယ်လို့မှဝါနေပြီလို့ဆိုရင်တော့ခါလာပြီဆိုရင်တော့လည်းပဲခင်ဗျားတို့ပြစ်လိုက်ကြတော့ဘောလို့သူ့ဟာသူပြစ်မှာပါလို့ကျွတ်တော့ဒီလိုထင်တယ်ဒါပေမဲ့လို့ထောင်ထဲကျသွားတဲ့အခါကျတော့ ရှုပ်ရတကားပါပဲ။ तू ကလဲထောင်ကြတဲ့ခါကျ तू ကဘာပြောဆိုဘုန်းကြီးရတဲ့ဘုန်းကြီးတပည့်တွေကိုတဲ့